လူရောက်တရာမှာရောက်90လောက်ကလက်ရှိမှာဒီပြဿနာကိုရင်ဆိုင်နေကြရပါတယ်။ဒီတက်ပူဆိုတာကဒီပြဿနာကိုပြဿနာမှန်တည်ရရောက်ရည်ကတော်တော်ဆေးရောက်လောက်ပဲရှိပါသေးတယ်။ကျန်တဲ့ရောက်80ကတော့ပြဿနာမှန်အခုချိန်ကြီးမသိကြသေးပါဘူး။အဲ့ဒါကတော့ကျွန်တော်လူနေတိုင်းဘဝမှာရွေးချယ်စရာ option တွေကလိုအပ်တာတက်ပို့ပြီးတော့အဆမတန်များလုံးနေတဲ့ပြဿနာပါ။ဒါဆိုရင်ခင်ဗျားတို့ကထင်နေမယ်ကြာ ေချိတ်ဆရာများတာကျွန်တော်တို့ဘဝမှာပို့ပြီးတော့တသောတသာဖြစ်စေရပို့ပြီးတော့အဆင်ပြေစေမဟုတ်ဘူးလားဒါဆိုရင်တော့ခင်ဗျားကခုနကလူအယောက်80ထဲမှာပါအောင်တော့ပါတယ်။ဒါယူပြဿနာမှမသိသေးဘူးဗျာ။ဒါကြီးကဘာလို့ပြဿနာလဲဆိုတာကိုကျွန်တော်ခုရှင်းပြရမယ်။ကျွန်တော်တို့အုံနောက်ကကျွန်တော်တို့ခုရွေးချယ်ရအောင်မယ်ဆိုလို့ရှိရင်ရွေးချယ်စရာ option တွေကဘာကူတက်ပို့လာပြီဆိုရင်ကျွန်တော်အုံနောက်ပါဗျာ။ decision factor လို့ခေါ်တဲ့ဆုံးဖြတ်ချက်ချရတဲ့နေရာမှာပို့ပြီးတော့ပြန်မှန်းလာတယ်။ဒီနောက်တစ်ခုကကျတော့ safety စီမဟုတ်ဘူးဖြစ်တဲ့ခေါ်ရစိုးကလည်းပို့ညှင့်တက်လာတယ်။ ဲ့လိုမြင့်တက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ရပျော်ရွှင်မှု level ကလည်းဖြည်းဖြည်းကျဆင်းလာတယ်ဗျာအဲ့ဒါအပြင်ကျွန်တော်အချိန်ကရွေးချယ်ရတဲ့အချိန်ကလည်းပုံမှန်တက်ပို့ပြီး3စားလောက်ပို့ပြီးကုန်လာတယ်။နောက်ဆုံးနဲ့အရေးကြီးဆုံးတစ်ချက်ကတော့ကျွန်တော်တို့ခုရွေးချယ်ပြီးပါတယ်ဆိုလို့ရှိရင်လည်းဒီပစ္စည်းကငါရွေးချယ်လိုက်တဲ့ပစ္စည်းရပါဘောနော်။ငါ့အတွက်အကောင်းဆုံးဖြစ်မှဖြစ်ပါမလား။ဒါမှမဟုတ်သူများပစ္စည်းနဲ့ရှင်လို့ရှိရင်ငါပစ္စည်းကအဆင်ပြေပါမလား။ငါပစ္စည်းကပိုကောင်းပါမလားဆိုတဲ့အတွေးကြီး စိတ်ဖြည်စည်းမှုတွေတစ်ချိန်လုံးကျွန်တော်အုံနာသွားပြီးတော့ဖြည်စည်းမှုတွေဗျာဒီလိုမျိုးခံစားနေရတယ်ကိုကိုသတိထားမြင်ဆိုရင်တော့ဒီဗီဒီယိုလေးကဖြည့်ရှင်းပြီးပြောပြပြတော့ဖြစ်တဲ့အကြောင်းကိုဆက်ပြီးကြည့်လို့ရပါတယ်ဒီလိုမှမဟုတ်ဒါကြီးကိုပြဿနာတစ်ခုလို့မထင်သေးဘူးဆိုလို့ရှိရင်တော့အထူးပါကျွန်တော်ပထမဆုံးဖုန်းစဝယ်ပါဆိုရင်ကျွန်တော်မမီဒီလုံခဲ့တဲ့10နှစ်လောက်ပါဗျာကျွန်တော် showroom ကိုသွားလိုက်တယ်။ showroom ကိုသွားလိုက်တော့အဲအဲ့မှာ brand က3မျိုးလောက်ပဲရှိသေးတယ်ဗျာ Huawei ရယ် Samsung ရယ် iPhone ရယ်သုံးမျိုးပေါ့နော် Huawei ကတော့ကျွန်တော်တိတ်မကြိုက်တိတ်မကြိုက် Samsung တော့မဆိုဘူးပေါ့နော်ဒီ iPhone ကလည်းကျွန်တော် budget ကမတက်နိုင်မတက်နိုင်တဲ့ခါကျတော့နောက်ဆုံး Samsung ပဲယူလိုက်တယ်ဗျအဲဆိုကျွန်တော်အဲ့တော့ဖုန်းဝယ်ပြလိုက်တာဆိုအချိန်ကကျွန်တော်ထင်တယ်9ဝက်တနင်္လာပဲကြာတယ်ဗျာပြီးတော့ကျွန်တော်ပြီးခဲ့ကြပိုင်းတော့လည်းကျွန်တော်ဖုန်းတစ်လုံးဝယ်ပြတယ်အဲ့တော့ဖုန်းဝယ်တော့ဆိုရင်ကျွန်တော်ဖုန်းဝယ်ခင်မှာဒီ YouTube ရ review ကျွန်တော်ရှောက်ကြည့်ရယ်ဒီ website တွေထဲမှာ equipment spec တွေရှောက်ပြီး line ရှင်းကြည့်ရယ်ဗျာ ပြီးရင်ကျွန်တော် show room နေသွားရဲဖုန်းလုံးလုံးကလေးကြည့်တယ်ကျွန်တော်ထင်တယ်ဖုန်းဝယ်ဖို့အတွက်ကိုကျွန်တော်အချိန်နှစ်လဝန်းကျင်တော့ပေးလိုက်ရတယ်နှစ်လလောက်ကြာမှကျွန်တော် Samsung တစ်လုံးဝယ်ဖြစ်သွားတယ်ဗျာအဲ့တော့လွန်ခဲ့10နှစ်လောက်ကဆိုရင်ကျွန်တော်လွန်ခဲ့10နှစ်လောက်ကဆိုကျွန်တော်ဖုန်းဝယ်ဖို့အတွက်ကအချိန်နိုင်ဝက်တနိုင်မပေးရတယ်ဒါပေမဲ့အခုကျတော့ option ရွေးချယ်စရာအများကြီးရှိပါတဲ့အခါကျတော့ကျွန်တော်ဖုန်းဝယ်ရတဲ့အချိန်ကအခုဆိုလို့ရှိရင်နှစ်လဝန်းကျင်လောက်ကြာပါတယ်ဗျာ အဲ Samsung ဝယ်ပြီးွားတဲ့အခါမှာလည်းဒီဒီ Samsung ဖုန်းကြီးဝယ်လိုက်တဲ့ငါ budget ကပေါ့နော်အ iPhone စီးခြင်းမှာဆိုရင်ဘယ်စီးလောက်ရနိုင်လဲဆိုရဲအတူရကျွန်တော်တစ်ချိန်လုံးတွေးနေရဗျာဒါကျွန်တော်ပြဿနာပေါ့နော်ပြီးနောက်တစ်ခုကကျွန်တော်ကဘာလဲဆိုတော့ရုပ်ရှင်ကြည့်ခံနေလို့ရှင်ကျွန်တော်အဲ့ review တွေအရင်ဖတ်တာရုပ်ရှင်ကြည့်ခံနေကျွန်တော် review တွေရှောက်ကြည့်ရပြီး IMDb rating ဘယ်လောက်ရှိလဲပြီး Tomato rating တွေအဲရှောက်ကြည့်ရှောက်ကြည့်ရှောက်ကြည့်ပြီးွားလို့ရှင်အဲ့ရုပ်ရှင်ယူရတဲ့အချိန်နေကျွန်တော်2ရက်3ရက်လောက်ကြာတယ် ကိုရုပ်ရှင်ကြည့်ခဲ့နေအရုပ်ရှင်တွေရ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 ွေပြီးတော့အဲကြည့်ပြီဆိုလို့ရှင်လဲအဲဆက်စားကြည့်ရင်7:55မိနစ်လောက်မှာဒီဒီရုပ်ရှင်ရပါတော့ကြည့်နေတော့ဒီရုပ်ရှင်ငါတို့အဆင်ပြေပါမလားကောင်းအောင်ကောင်းရလား rating တွေကတော့ကောင်းတယ်အဲဒါငါနောက်တစ်ခါခုပဲဂျိုယူတိုင်းကောင်းမလားဆိုပြီးစိတ်ကြီးရတစ်ချိန်လုံးဖြစ်နေရဗျာကျွန်တော်နေထိုင်တဲ့လူမှုဘဝမှာပြဿနာလေးပဲเนาะ ဒီချိန်မှာကျွန်တော် relationship နဲ့ပတ်သက်ပြီးတော့လေကျွန်တော်တခါတည်းကြံပေးခြင်းပါတယ်အဲ့ဒါဘာလဲဆိုတော့ဗျာတကယ်ချင်းလို့လောလောဆယ်လက်တွဲပေါ်မှာဝေးချရသေးဆိုလို့ရှိရင်ကိုကိုကိုရွေးချရမယ့်လက်တွဲပေါ်ပါဗျာကို့အပြင်တခြား option တွေအများကြီးရှိနေဆိုလို့ရှိရင်တော့စောစီးလက်ရှောင်နေခြင်းလေဗျာဒီလိုမှမဟုတ်ယောဂအရန်ကျွမ်းနေပြီဆိုလို့ရှိရင်တော့မတက်နိုင်ဘူးเนาะအဲဘာလို့ဆိုတော့ဗျာဒီတကယ်လို့ဒီလိုမျိုးကို့ထက် option တွေအများကြီးရှိရလို့ကိုကရွေးချယ်လိုက်ပြီဆိုလို့ရှိရင် သူကျွန်တော်သူတို့ညရဲ့ကျွန်တော်ဒီ relationship မှာဗျာဒီ relationship မှာကိုကကြီးပဲဒီ relationship ကိုပို့ပြီးတိုးတက်အောင်လို့တစ်ဖက်သက်လုပ်နေရတဲ့ဆက်ဆံရေးဖြစ်ကောင်းဖြစ်သွားနိုင်တယ်ဗျာ။ဘာလို့လဲဆိုတော့ तू ကကိုယ့်ပြင် option တွေအများကြီးရှိနေသေးတာ哦။အဲ့ခါကျတော့ तू ကကိုရိုနီယာဆက်ဆံရေးကိုပို့ပြီးတော့တိုးတက်အောင်လုပ်ဖို့ထက်တခြား option တွေရှိရအောင်ပဲ तू ကစိတ်ဝင်စားဖို့ပို့ပြီးတော့ခွင့်လန်းများရယ်ပေါ့နော်။ဒါကကျွန်တော်ရဲ့ဒီ personal advice ပေါ့နော်။ဒါဆိုရင်ကျွန်တော်တို့ကပြဿနာကိုပြဿနာမှလက်ခံလိုက်ပြီဆိုလို့ရှိရင်ဖြေရှင်းနေရအဲ့လောက်ကြီးမရှုပ်ပါဘူး။ အဲကျွန်တော်တို့ခုခုရွေးချယ်ရအောင်မယ်ဆိုလို့ရှင်ဗျာကျွန်တော်တို့ကလုံးဝကိုယ့်အတွက် perfect ဗျာစင်လုံးကျော်ပြီးပြီဆုံးပဲကောင်းမယ်ဆိုတာတက်ကို next state ပေါ့နော်ဒီဟာလေးကတောင်းအသင့်ရောကောင်းမွန်နေတဲ့ဟာကိုပဲကျွန်တော်ကပို့ပြီးဦးစားပေးပြီးရွေးချယ်ဖို့လုပ်ရဲဗျာပြီးနောက်တစ်ခွာကျတော့ဒီကိုယ်နဲ့ကိုက်ညီမယ်ဆန်လေးသတ်မှတ်ထားရမယ်ဗျာအခုမှကျွန်တော်ဖုန်းတစ်လုံးဝယ်တော့မယ်ဆိုလို့ရှင်ကို budget က10သိန်းလောက်ရတယ်ဆိုလို့ရှင်နံပါတ်1ဒီဖုန်းက10သိန်း budget ဖုန်းတစ်လုံးဖြစ်ကြမယ်နံပါတ်2 နံပါတ်1နေကြတော့ကျွန်တော်တို့ဒီကိုကလည်းကင်မရာကောင်းကောင်းသုံးတတ်တယ်ဆိုရင်ကင်မရာကောင်းပါပဲဗောနော်နံပါတ်3အနေနဲ့ကဒီရေရှည်အတွက်ဘက်တရီခံရမယ်ဗောနော်ဒီလိုသုံးခုကျွန်တော်စံတတ်မှတ်လိုက်ပြီးဆိုတာနဲ့ကိုရွေးချယ်မယ်ဘောင်းတစ်ဖြည်းဖြည်းလေးကျင်းသွားမယ်ဗျာပြီးနောက်တစ်ခုကတခါရဲ deadline တတ်မှတ်လိုက်ကိုဒီဖုန်းကို3ရက်တွင်ရွေးမယ်ဆိုရင်3ရက်တွင်တခါရဲရွေးပြီးပွဲလိုက်ဗျာအဲဒါဆိုရင်ကျွန်တော်အချိန်ကုန်တာလည်းပို့ပြီးတတ်တာလာတယ်ကျွန်တော်နောက်ဆုံးနဲ့အရေးကြီးဆုံးအချက်ကတော့ကျွန်တော် ဒီဖုန်းကိုရွေးချယ်ပြီးွားရေးဆိုတာနဲ့ကို့ဖုန်းကကို့အတွက်အသင့်တော်ဆုံးပဲဗျာကို့ပိုင်ဆိုင်တာကို့ရှိတာပြီးတာအရာကကို့အတွက်အကန့်ကြီးအမျိုးဆုံးနဲ့ကို့အတွက်အကောင်းဆုံးပဲတခြားဘသူဘသူရဲ့ PC ဘသူဘသူရဲ့ဖုန်းထဲမှာမနိုင်နေတော့ဗျာအဲ့အချင်းကကျွန်တော်ကျွန်တော်ဘွားတစ်လျှောက်လုံးမှာဝေးမြူထားတဲ့အချင်းကောင်တစ်ခုဗျာလူတော်တော်များများကို့ဘွားကိုမကြင်မနက်ဖြစ်နေရဲ့ကို့ကိုလုံချင်မှုတွေပျောက်ဆုံးနေတဲ့အကြောင်းရင်းကတော်တော်များများအိတ်ထဲမှာပါတယ်ဟောဆိုကျွန်တော်က social conversation လို့ခေါ်တဲ့ဒီ ဆိုရှယ်မီဒီယာမှာသူများတင်လာတယ်ဆိုတော့တော်တော်ကြည့်ပြီးတော့ကိုယ့်ရဲ့ဘဝနဲ့ပြန်ပြီးတော့နှိုင်းတက်တဲ့အခြေအနေပေါ့။အဲ့အခြေအနေတော်တော်ဆိုးတယ်ဗျ။ဘာလို့လဲများဝယ်စဉ်းစားကြည့်လဲ။ဆိုရှယ်မီဒီယာပေါ်မှာတို့တင်နေဆိုတာကတို့ဘဝရဲ့စိတ်တစ်ပိုင်းဗျ။အခါပေါ်တော့ကျွန်တော်တို့5%လောက်ကိုတို့တင်တင်နေ။ကျွန်တဲ့95%တော့တို့ပါဖြစ်နေတယ်ဆိုတော့ကျွန်တော်လုံးဝမသိရဘူးဗျ။အဲ့ဒါရင်ကျွန်တော်ကဒီ5%လောက်ကြည့်ပြီးအတီတူကတော့အရန်အောင်နေနေတယ်။ငါလည်းတော့တခြားစီပဲ။အတီလူကတော့အရန်ပျော်ရွှင်စရာကောင်းတာပဲ။ ။အားဘွားကတော့စုပ်ပြတ်တတ်နေရအောင်လို့ကျွန်တော်တို့သွားပြီးတော့သွားနိုင်ရှင်တက်ကြရတယ်ဗျာ။တကယ်တော့သူ့ရဲ့95%လောက်ကဘာဖြစ်နေလဲကျွန်တော်လုံးဝမသိဘူး။ကျွန်တော်5%လောက်ပဲသူပြချင်တဲ့အပိုင်းလောက်ကြီးပြတာကိုကျွန်တော်ကမြင်နေရတယ်။အဲ့ဒါကိုကျွန်တော်သွားပြီးတော့ feedback နေလို့မရဘူးဗျာ။အေဂျင့်လေးကိုကျွန်တော်ပြင်မယ်ဆိုလို့ရှင်အေဂျင့်လေးကိုကျွန်တော်ထောက်လျှောက်ကုပ္ပါရမှာဒီအကျင့်ကောင်းနေနဲ့မွေးရမယ်ဆိုလို့ရှင်ဒါကြီးကဖြည့်ရှည်ကိုအသုံးဝင်လာအေးသုံးဝင်လာလိမ့်မယ်ဗျာအဲ့ဒါလည်းကျွန်တော်အမှတ်ခံတယ် ရေလေးဆောင်နေကြည့်ပြီးအတွက်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ပြီးတော့ပြန်တွေ့ကြပါမယ်အားလုံးပဲတက်တာ